ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါ။ဆရာတော် Grade 6 English ကိုသင်နေဆရာဘုံသားစင်သွင်းဖြစ်ပါတယ်။ကဲဒါမျိုးကြီးဒီကတော့ဆရာတော် Unit 5ကိုတွားကြရအောင်နော်။ကဲဒါဆိုရင် Unit 5 Lesson 1 Where shall we meet? နော် Where shall we meet? ဘာမှတွေ့ဆုံကြမလဲ။နော်အဲ့ဒီငန်းစာလေးကိုဆရာတော်ကြည့်ကြမယ်။ဟုတ်ပြီနော်။ โอเคဒါဆိုဆရာတို့ကဒီမှာဗာလိလာမှာဆိုတော့ making appointments เนาะလူတယောက်ကိုချိန်မယ်ဆိုလို့ရှိရင်တော့တွေ့မယ်ဘယ်နေရာမှာတွေ့မယ်စသည်အဖြစ်ပြောမယ်ဆိုလို့ရှိရင်သူသုံးရမယ်စကားလေးရှိတယ်ဒါလေးကိုဆရာတို့ကအတူတူလေ့လာကြမယ်เนาะဟုတ်ပြီကဲဒါဆိုရင်ဆရာတို့ conversation น่ะ၃ခုရှိမယ်အဲ့မှာဆရာတို့ conversation 1 conversation 2 conversation 3အဲ့ဒါကိုဆရာတို့အတူတူကြည့်ကြည့်ရအောင်ကဲဒါဆိုဆရာတို့သမီးတို့ရေးဆရာတို့ conversation 1တွေကိုအတူတူဖတ်လိုက်ကြမယ်เนาะပြီးရင်လိုအပ်တဲ့ quick လက်ကလေးတွေကိုဒါတို့သမီးတို့ကအပေါ်ကပုံစံမှာကြည့်ပြီးရောဆရာနဲ့အတူတူကြည့်မယ် โอเคလာပြီမမိုနဲ့ဆန်တာနဲ့စကားပြောတာတယ်เนาะဒီ conversation မှာဒါဆိုရင်အဲ့ conversation လေးကိုဆရာနဲ့တူတူဖြည့်ကြည့်ကြမယ်ကဲဒါဆိုစမယ် are you blank on saturday sunday တဲ့เนาะဆန်တာရေเนาะ saturday မှာ blank တဲ့ဘာဖြစ်လဲအားလာလို့မေးရမှာပေါ့เนาะဆန်တာရေเนาะ saturday မှာနေအားလာအဲ့တော့ဘာထင်မလဲ free အဲ့တော့ are you free on saturday sunday နော်ဇနီးနေ့မှာအားလားဆန္ဒရေးနော်ကဲအိမ်မှာဆန္ဒပါပြန်ဖြစ်မလား oh yes do you have any blank ကဲ do you have any blank အေးအားတာဗောနေ့မှာဘယ်လိုပြောမလဲနေ့မှာဘာအစီအစဉ်ရှိသလဲနော်အဲ့တော့ဘာအစီအစဉ်ရှိသလဲဆိုတော့ဆရာတို့ကပါလဲ plans အစီအစဉ်က plan ဆိုတော့ oh yes do you have any plans မင်းမဘာအစီအစဉ်နေရှိသလဲနင်းမဘာအစီအစဉ်နေရှိလဲအဲ့လိုမေးမယ်ဟုတ်ပြီကြည့်ဒါဆိုရင်မုံမုံကဘာပြန်ပြောမလဲ We're going to a restaurant for dinner this evening would you like to bring with us Coco and Suzu are coming too เนาะ We're going to a restaurant for dinner ကညစာသွားစားမလို့တဲ့စားတော့ဆိုင်မှာ this evening ဒီနေ့ညနေမှာသွားမယ် would you like to bring with us ကဲအဲ့မှာဘာဖြစ်မလဲနေငါတို့နဲ့အတူဘယ်လိုမေးမလဲလိုက်ချင်လားပေါ့เนาะ တူတူလိုက်ကြင်လားအဲ့တော့အဲ့ဒါဘယ်လိုမေးမလဲ come ဟုတ်ပြီ come လို့သုံးမယ်နော် would you like to come with us နော်နေငါတို့နဲ့အတူလိုက်ကြင်လားကိုကို and susu are coming too ကိုကိုနဲ့ susu လည်းလိုက်မယ်နော်ကိုကိုနဲ့ susu လည်းလိုက်ကြလိမ့်မယ်ဟုတ်ပြီနော်ဒါဆိုရင်စန္ဒာဘာပြန်ဖြေမလဲကြည့်ရအောင် that's great i'd love to နော် where shall we blink နော် and when အဲ့အဲ့ဒီမှာသူက ဇန်နာကြတော့ okay နော် that's great နော် that's great ဆိုဟာကောင်းလာပေါ့နော်အဲ့တော့ I love to I love to ဟာငါလည်းလိုက်ချင်တယ်နော်လူမျိုးငါလည်းကြိုက်တယ်ငါလည်းလိုက်ချင်တယ်ကဲဆိုတော့ where shall we blank ဘမတွေ့ကြမလဲလို့မေးရမှာအဲ့တော့ where shall we meet M E T meet ကိုထည့်လိုက်မယ် and when ကဲဘမတွေ့ကြမလဲပြီးတော့ဘယ်အချိန်လဲဘယ်တော့လဲ and when ဟုတ်ပြီအဲ့လိုပြန်ပြောမယ်ဒါဆိုရင်ဆရာတို့မုံမုံကဗာပြန်ပြောလဲကြည့်ရအောင်โอเค let's meet at the silver star restaurant နော် will 5 o'clock be okay အဲဆိုတော့ဗာပြောလို့ဆိုတော့ let's meet at the ဗာလဲ silver star restaurant silver star restaurant မှာငါတို့တွေ့ကြမယ်ဆိုတော့ will 5 o'clock be okay ဆိုတော့ကြည့်9နိုင်ဆိုရင်နေအဆင်ပြေလားကြည့်9နိုင်ရာနေအဆင်ပြေလားဆိုတော့စန္ဒာကိုပြန်မေးလိုက်တယ်ကြည့်စန္ဒာဗာပြန်ပြန် sure နော် i'll blank you see you เนาะအိမ်မှာဗာပြန်တော့ sure တဲ့ i'll blank you တဲ့ကဲအဲ့ blank you မှာဗာတဲ့ရင်ကောင်းမလဲဟုတ်တယ် join you join you ဆိုတာဗာလေ join you တော့ hey ဟုတ်ပြီအဲ့ဆိုရင်ငါလည်းနေနေတူတူလိုက်ပါမယ် see you တွေ့ကြမယ်လေကဲအဲ့တော့အဲ့ဒါဒီကျတော့ဗာလေအခုနမွန်းမွန်းနဲ့ကျတော့စန္နာတို့ရဲ့ conversation တွေကိုလေ့လာတော့ဖြစ်တယ် เนาะအဲ့တော့ဒီ conversation ကိုကြည့်ကြရအောင်ပြသားသမီးတို့တယောက်နဲ့တယောက်သူတို့ chain သွားတယ်เนาะကျဟိုဥမာ restaurant မှာတွေ့ကြမယ်တွေ့ကြမယ်အချိန်အဘဲ chain လဲဘာမှ meet လုပ်မှာလဲစသည်အပြင် conversation တွေကိုသားသမီးတို့တွေ့ရမှာဖြစ်တယ်ဟုတ်ပြီเนาะကဲဒါဆိုသားသမီးတို့ရေးဆရာတို့ conversation 2လေးကိုလည်းဆက်ပြီးတော့ဖတ်ပြီးတော့ကွက်လက်ကလေးဖြည့်စီကြမယ်တူတူဟုတ်ပြီเนาะโอเคစပါပြီ နန္ဒာနဲ့တန်ဒာကနေပြောတာရဲ့ conversation ဖြစ်တယ်။ကဲဒါဆိုရင်နန္ဒာကဘာစပြောမလဲ။ I'd like to invite you to my birthday party on blank. ကဲအဲ့တော့ on blank တဲ့ on blank ဆိုဆရာတော့ on ဘယ်နေ့မှာလဲ on sunday ဟုတ်တယ်မှန်တယ်။အဲ့တော့ on နဲ့တွဲသုံးတယ်ဆိုရှင်ဆရာတော့နေ့ရက်တွေနော် on sunday on saturday on monday စသည်အဖြစ် so i'd like to invite you to my birthday party on sunday တနင်္ဂနွေနေ့မှာငါ့ရဲ့မွေးနေ့ပွဲကိုနှင်ကို ဖိတ်ခြင်းပါတယ်။ Okay ။ဒါဆိုရင်တန်တာကဘာကိုပြန်ပြောမလဲ။เนาะ What blank ကဲ what blank ဆိုတော့ဘယ်လိုပြန်မလဲ။အေးဘယ်အချိန်လဲလို့မေးမှာ။အဲ့တော့ what time time ကိုထည့်လိုက်မယ်။ကဲဟုတ်ပြီနော်။ဘယ်အချိန်လဲ။အဲ့မှာနန္ဒာပြန်ဖြေရမယ်เนาะအချိန်ကိုအဲ့တော့ at blank in the morning can you come at blank ဆိုတော့အချိန်ကိုပြန်ဖြေမှာဖြစ်တဲ့အတွက်10 o'clock ကိုထည့်လိုက်မယ်။ at 10 o'clock in the morning မနေ့စနေ ਈ เนาะ can you come နေလိုက်နိုင်မယ်မဟုတ်လား။ နော်လင်းလာနိုင်မှာမဟုတ်လားမနေ့စနေဤကဲအဲ့တော့တန်တာကဘာပြန်ဖြစ်မလဲ certainly เนาะအဲ့တော့ where are we going to play certainly ဆိုတဲ့အဓိပ္ပာယ်ဟာတေချာပေါက်လာမှာပေါ့เนาะအဲ့မှာ where are we going to play ကဲဘာမှစုံကြမလဲအဲ့ဒါမိမယ်အဲ့တော့ meet ကိုတက်မယ် where are we going to meet ဘာမှစုံကြမလဲကဲအဲ့ဒီမှာနန္ဒာကဟုတ်တယ်လေသူတို့ဟို မွေးနေ့ပွဲကဘယ်နေရာမှာကျင်းပမလဲဆိုတာရှိသေးတယ်ဟုတ်လားအိမ်မှာကျင်းပမှာလားဘယ်ဆိုင်မှာကျင်းပမှာလဲเนาะအဲ့တော့ where are we going to meet မေးရတာပေါ့နော်ဘယ်နေရာမှာဆုံးကြမလဲအဲ့တော့နန္ဒာပြန်ဖြေတယ်ဟာလေ at the golden star restaurant ကဲ golden star restaurant မှာတွေ့ကြပါမယ်ကျော်တန်နာဗာပြန်ပြောလိုက်တယ် okay i'll come blank you there blank you there ဆိုတာလွယ်လွယ်လေးအားလုံးပြောနေကြပါလေ see you there ပေါ့အိမ်မှာတွေ့ကြမယ် okay okay i'll come ကောင်းပြီလေ ငါလာခဲ့မယ် see you there အဲ့ဒီမှာတွေ့ကြတာပေါ့တဲ့နော်ဒါကတော့နန္ဒာနဲ့တန်လာရဲ့ conversation တွေဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့အခုဗာတွေ့ရလဲဆိုရင် conversation 2ကနန္ဒာနဲ့တန်တာနဲ့သူတို့နှစ်ယောက်ပြောထားတဲ့ conversation လေးเนาะဗာလဲတယောက်နဲ့တယောက်ချင်းတာเนาะဘယ်နေရာမှာတွေ့မလဲเนาะအဲ့ဒါလေးကိုတယောက်နဲ့တယောက်ချင်းနဲ့ appointment လောက်တာလို့ခေါ်တာပေါ့เนาะအဲ့ဒီ conversation တွေကိုရေးတာဖြစ်တယ်ဒါဆိုရင် conversation number 3ကိုလဲဆရာတို့ဆက်ပြီးတော့ဖတ်ကြည့်လိုက်ကြအောင် အော်ဒီကကြတော့မင်းခတ်နဲ့ဇော်ဇော်နဲ့ဖြစ်တယ်ဆိုတော့မင်းခတ်နဲ့ဇော်ဇော်နဲ့ကဘာရင်းများပြောထားမလဲကြည့်လိုက်ကြမင်းခတ်ကဘာပြောလဲ Do you have any plans for blank after school Do you have any plans for bathem လဲအပေါ်မှာကြည့်ကြည့်ဟုတ်တယ် Wednesday နော် Do you have any plans for Wednesday after school နော်ဘုရူးနေ့ကြောင်းစင်းရင်မင်းမှာဘာအစီအစဉ်ရှိသလဲနော်အဲ့တော့ဇော်ဇော်ကဘာပြန်ဖြေလဲ No none why မရှိဘူးဘာမှမရှိဘူး why ဘာကြောင့်လဲ နော်ဘာကြောင့်လဲသူကပြန်ပြီးတယ်အဲ့ချိန်မှာမင်းကန်ပြန်ကြည့်တယ် then what about playing blank ကဲ playing blank ဆိုဘာတင်ကောင်းလဲဟုတ်တယ် badminton နော်ကဲဒါဆိုလို့ရှိရင်ကြက်တောင်ကစားရင်မကောင်းဘူးလားသူကပြောတယ်အဲ့တော့စောစောကပြန်ပြန်ပြော why not နော် when shall we meet ကောင်းတာဗောငါတို့ဘယ်ချိန်တွေ့ကြမလဲတဲ့ကဲဒါဆိုလို့ရှိရင်မင်းကန်ကဘာပြန်ပြောမလဲအချိန်ပြောရတော့မယ်ဘယ်ချိန်တွေ့မလဲနော် after school at blank okay at blank ဆိုတော့ banana ကြီးလေ yes 1 1ကိုထည့်လိုက်မယ်နော် after school at blank let's meet at the blank on ပါလေတထုံ street okay တထုံလမ်းမှာရှိရဲဘာမှတွေ့မှာလေဟုတ်တယ်နော်ကြက်တောင်ရိုက်တယ်ဆိုတော့မှာရိုက်မှာလေ badminton court နော်အခုနားကြက်တောင်ကစားကွင်း okay အဲ့တော့ကျောင်းစင်းပြီးတနင်္လာမှာတွေ့ကြမယ်တထုံလမ်းမှာရှိတဲ့ badminton court ကြက်တောင်ကစားကွင်းမှာတို့တွေတွေ့ကြမယ် ကဲဒါဆိုရင်စောစောပါပြောလေ good ဟာကောင်းနေเนาะ the badminton court is near a blank okay see you then ကဲဆိုတော့ the badminton court is near a ပါလေ school ဟုတ်တယ်เนาะကြက်တောင်ကစားတယ်သူတို့ကြက်တောင်ကွင်းကလိုចောင်းသားမှာပဲရှိတယ် okay ဒါဆိုရင် see you then เนาะအဲ့ဒီမှာစုံကြတာပေါ့ဟုတ်ပြီเนาะဒါပြီးတော့ကဲဒါဆိုရင်ဇာတ်ရုပ်အခုပါလေ conversation 1 conversation 2 conversation 3တရမျိုးအားလုံးလည်းတွေ့လိမ့်မယ်လို့ထင်တယ်။နော်ဒီ conversation ၃ခုစလုံးကသူကဘာပြောတာလဲဆိုတော့ဆရာတို့ appointment ယူရယ်တကယ်ချင်းတယောက်နဲ့တယောက်တွေ့မယ်ချိန်မယ်ဆိုလို့ရှိရင်ဘယ်လိုစကားလုံးကလေးတွေသုံးပြီးတော့ချိန်ကြမလဲ။ဒါလေးတွေကိုလေ့လာရတာဖြစ်တယ်နော်။အဲ့တော့တရမျိုးတွေကလည်းဒီ conversation 1 2 3ကိုလေ့လာမယ်။ ပြင်ကိုတငယ်ချင်းနဲ့တူတူအပြင်သွားမယ်မုတ်သွားစားမယ်ချိန်မယ်ဆိုလို့ရှိရင်ဒီလိုပုံစံလေးတွေကိုသုံးပြီးတော့သူနဲ့တူတူဒါ appointment လုပ်ပြီးတော့သွားလို့ရတယ်ဟုတ်ပြီနော်ကဲဒါဆိုတော့သမီးတို့ရေဒီကဇာတ်ရုပ်ပါလဲဆိုတော့3 in pairs practice the conversation ဆိုတော့ဒါသမီးတို့တငယ်ချင်းနဲ့တူတူเนาะနှစ်ယောက်တွဲ conversation လေ့ကျင့်မယ်ဒီမှာတော့ဆရာပါသင်ပေးမယ်ဆိုတော့ useful language ပါကိုသင်ပေးမယ်เนาะ ဲ့တော့ useful language ဆိုတော့ဆရာတို့အခုနတစ်ယောက်နဲ့တစ်ယောက် appointment ချိန်တဲ့အခါမှာဘယ်လိုစာလုံးလေးတွေသုံးလို့ရတယ်လဲเนาะအဲ့ဒါလေးကိုကြည့်ဆိုတော့ပထမတစ်ခုအနေနဲ့ where shall we meet เนาะအဲ့ဒါလေးအရေးကြီးတာဟိုငါတို့ဘယ်မှာတွေ့ကြမလဲเนาะခုနပြောလို့ဘယ်စားတောက်ဆိုင်မှာတွေ့မလဲနောက်ဥပမာပြဘယ်အားကစားကွင်းမှာတွေ့မလဲเนาะဘယ်နေရာမှာတွေ့မှာလဲဒါလည်းအရေးကြီးရယ်ကိုတွေ့မဲ့နေရာကို where shall we meet ဘယ်မှာတွေ့မှာလဲဆိုတာဟိုခုနပြောတတ်ရမယ်ဟုတ်ပြီเนาะကဲဆိုတော့နောက်တစ်ခုကပါလဲဆိုတော့ ဖွဲရှာဝင်ပြီးနေရာကိုမေးပြီးသွားလို့ရှိရင်ဆရာတို့ကနောက်တစ်ခုအချိန်ကိုလည်းမေးဖို့အရေးကြီးတာပေါ့ဘယ်အချိန်ဘယ်မှာ တွေ့မှာလဲနော်ဘယ်အချိန်မှာပြောရမယ်အဲ့တော့ဆရာတို့ when where are we going to meet ငါတို့ဘယ်အချိန်ဘယ်နေရာမှာ တွေ့မှာလဲအဲ့တော့အချိန် in the evening လား in the afternoon လား in the morning လားဒါမှမဟုတ်ရင်တိကျတဲ့အချိန်ဖြစ်တဲ့ at 10 o'clock in the morning နော်1 o'clock in the afternoon ဒါမှမဟုတ်ရင်5 o'clock in the evening စသည်အပြင်ဘယ်မှာတွေ့မှာလဲ where are we going to မိဥနာပြောလို့ဘယ် restaurant မှာလဲစားသောက်ဆိုင်မှာလားဥနာ badminton court လားဒါမှမဟုတ်ရင်ဘယ်နေရာမှာတွေ့မှာလဲကိုတွေ့မဲ့နေရာအချိန်အရေးကြီးတယ်။နောက်ဆိုတော့ appointment လုပ်ပြီဆိုတော့အချိန်နဲ့နေရာမသိလို့ရှိရင်ဘယ်သွားရမလဲလည်းမသိဘူးဘယ်ချိန်သွားရမလဲလည်းမသိအဲအင်းတစ်ခုအရေးကြီးတယ်နောက်တစ်ခု would you like to ဆိုတာနင်းနေပြောတာနော်ဥမာအဖြစ် would you like to play badminton would you like to swim အဲစသည်အဖြစ်အဲ့တော့မင်းရောဒါ ေကူးခြင်းသလားမင်းကဦးနာ would you like to play badminton ကြက်တောင်ရိုက်ခြင်းသလားဒါကိုယ်စငယ်ချင်းကိုကိုကတခုချိန်ပြီးသွားလို့ရှင်ငါတော့ကြက်တောင်ရိုက်ခြင်းလေ would you like to အခုနာ play badminton နော်ကြက်တောင်ရိုက်ခြင်းသလားသူ့ရဲ့ဆန္ဒကိုလည်းကိုကမေးရတာပေါ့လေတတ်မလားအဲတော့နောက်တစ်ခုကြရင်ဆရာတို့ကနောက်ဆုံးဗာလဲဆိုတော့ I'll join you see you then နော်အဲ့ဒါကြတော့ဆရာတို့အပိတ်ပြောတာပေါ့ကဲ I'll join you ဆိုတာ okay ငါလည်းမင်းနဲ့လိုက်မယ် see you then တွေ့ကြတာပေါ့ နော်မဟာ I'll join you ဆိုတာလေးကိုမှတ်တာနော် I'll join you ဆိုတာတခုဆိုလို့ရှိရင်ဟာကိုကလက်ခံတယ်ကွာဟိုမှာကိုတငယ်ချင်းနဲ့တွေ့မယ်ဆိုလို့ရှိရင် I'll join you လို့ပြောလိုက်လို့ရှိရင်ဟာငါလည်းလိုက်မယ်ဆိုရင်အတိတ်ပဲနော်ပြီးရင် see you then ဒါဆိုရင်တွေ့ကြတာပေါ့တဲ့နော်အဲ့တော့ဆရာဒီနေ့ပြောပြသွားရဲ loose useful language လေးတွေကိုသုံးပြီးဒါတို့တမီးတို့ဟာတငယ်ချင်းချင်းချင်း appointment လုပ်တဲ့အခါမှာဒါလေးတွေကိုသုံးလို့ကြတယ်နော်အဓိကအရေးကြီးဆုံးကဘာလဲဆိုတော့နေရာနဲ့အချိန်အရေးကြီးတယ်။နော် appointment လုပ်လို့ရှင်။ဘယ်နေရာမှာတွေ့မှာလဲမသိလို့ရှင်။ဘယ်သွားရမလဲလဲသိမှာမဟုတ်ဘူး။ ဘယ်အချိန်တွေ့ရမလဲဆိုလို့ရှိရင်မသိရင်လည်းဘယ်အချိန်မှသိမှာမဟုတ်ဘူးလေအဲ့တော့နေရာနဲ့အချိန်ရေးကြည့်ရဲပြီးသွားလို့ရှိရင်ဇာတ်တို့ဗာလဲအခုနာ would you like to တကယ်ချင်းကိုလည်းပြန်ပြီးမင်းရောသွားခြင်းရဲ့လားเนาะတော်ကြာအတင်းခေါ်တာဖြစ်နေမှာဆိုလို့ဟုတ်တယ်မလားမင်းရောလိုက်ခြင်းလားမင်းရောသွားခြင်းလားလို့လေပြီးသွားလို့ရှိရင်အခုနာ I'll join you ဆိုတာဥမာအေးငါမင်းနဲ့လိုက်မယ်အဲ့မှာတွေ့မယ်စသည်အဖြစ်เนาะအဲ့လိုလေးတွေကိုပြောတာကိုတာရသမီးတို့ကလေ့ကျင့်ထားရမယ်เนาะ ကဲဒါဆိုမျိုးကြီးဒါဆိုရင်ဆရာတို့အခုပါအောင်ကြည့်မယ်ဆိုတော့4ကိုကြည့်မယ်เนาะ complete the table with the words given below တဲ့ကဲဆိုတော့ဒီခါကျတော့ဆရာတို့ကဘာကိုလေ့လာကြမလဲเนาะဒီခါသင်ခန်းစာလေးမှာကျတော့ဆရာတို့ country နဲ့ nationality ဆိုတာဆရာတို့အတူတူလေ့လာကြမယ်အဲ့တော့ country ဆိုတာဆရာတို့ကရှင်းရှင်းလေးပဲနိုင်ငံဖြစ်တယ် nationality ကျတော့လူမျိုးเนาะဥပမာအပြည့်ဆရာတို့မြန်မာနိုင်ငံနေမဲ့ပြောမယ်ဆိုရှင်ဆရာတို့ country ကမြန်မာပေါ့เนาะမြန်မာနိုင်ငံ နော်အဲ့တော့အဲ့မြန်မာနိုင်ငံမှာနေတဲ့လူမျိုးကိုမြန်မာလူမျိုးလို့ခေါ်တယ်နော်အဲ့တော့မြန်မာနိုင်ငံမြန်မာလူမျိုးကဲဆိုတော့ဆရာတို့စီမှာလည်းမြန်မာနိုင်ငံရှိရဲ့မြန်မာလူမျိုးရှိသလိုဆရာတို့ကဘာကြီးပေါ်မှာနိုင်ငံတွေအများကြီးရှိတာပေါ့နော်ဆိုတော့အဲ့နိုင်ငံတွေထဲမှာလည်းသူတို့နိုင်ငံရဲ့နာမည်သူတို့နိုင်ငံမှာနေတဲ့လူကိုလူမျိုးကိုဘယ်လိုခေါ်သလဲဆိုတော့ဆရာတို့ကတူတူလေ့လာကြမှာဖြစ်တယ်ကဲဒါဆိုလို့ရှိရင်ဆရာတို့ဥပမာအဖြစ်ကြည့်ကြအောင် country မှာ china nationality เนาะ China ဆိုတာတရားကဒါတရုတ်ပြည်သူသမ္မတနိုင်ငံပေါ့เนาะတရုတ်နိုင်ငံအတူကခေါ်မယ်ဆိုရင် nationality ကြတော့ပါလေတရုတ်လူမျိုးကိုဆရာတို့ကဘယ်လိုခေါ်လဲဆိုတော့ Chinese လို့ခေါ်တယ်။ဒါလေ Chinese တရုတ်လူမျိုးအဲဆို country က China nationality Chinese ဟုတ်ပြီ။ဒါဆိုရှင်နောက်တစ်ခုထပ်ကြည့်အောင် Japan Japan ကတော့မြန်မာလိုပြောဂျပန်နိုင်ငံပေါ့เนาะအဲ Japan ကြတော့ country က Japan ကဲဒါဆိုရင် nationality ကဘယ်လိုခေါ်မလဲ Japanese Japanese နော်ဂျပန်လူမျိုးဟုတ်ပြီကဲဒါဆိုရင်ဆရာတော်နောက်တစ်ခုထပ်ကြည့်ရအောင် Thailand ကဲ Thailand ကတော့ဒါလိုမျိုးသိမှာတဲ့ Thai နိုင်ငံနော်ကဲဆိုတော့ Thai နိုင်ငံဆိုတော့ Thailand ဆိုတော့ Thai နိုင်ငံမှာနေတဲ့လူတွေကြတော့ဆရာတော် Thai လူမျိုးဘယ်လိုခေါ်လဲဆိုတော့ Thai လို့ခေါ်တယ်ဟုတ်မနော် Thai နော်သူတို့ country name ကပါလေ Thailand nationality ထိုင်မြန်မာလိုလဲထိုင်းလူမျိုးလိုပဲခေါ်ရရဲ့เนาะကဲဟုတ်ပြီဒါဆိုရင်ရှင်ဇာတ်နောက်တစ်ခုထပ်ကြည့်ကိုရီးယားကိုရီးယားကဲကိုရီးယားဟာ country ဒါဆိုရင်ကိုရီးယားနိုင်ငံသားကိုဇာတ်တော့ဘယ်လိုခေါ်မလဲ Korean 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 နိုင်ငံသားဟုတ်ပြီเนาะဟိုကိုရီးယားလူမျိုးဟုတ်ပြီကဲဒါဆိုရင်ဇာတ်နောက်တစ်ခုထပ်ကြည့် India ကဲအိန္ဒိယနိုင်ငံအိန္ဒိယနိုင်ငံမှာကြာတော့ဇာတ်တော့လူမျိုးကိုဘယ်လိုခေါ်မလဲ Indian Indian ဟုတ်ပြီနော်ကဲနောက်တစ်ခါဆရာတော့ Singapore Singapore ရှိမယ် Singapore ကစင်ကာပူနိုင်ငံမြန်မာလိုပြောရင်နော်ဆရာတော့အတန်အတွက်တော့ Singapore လို့ထွက်တယ် Singapore လို့မထွက်နော်ကဲအဲ့တော့ nationality ကြတော့ဘာဖြစ်မလဲ Singaporean Singaporean နော်အဲ့ဒါဒီ Singapore လူမျိုးပေါ့နော် Singapore နိုင်ငံသားပေါ့နော်အဲ့လို Singaporean လို့ပြောပါတယ်เนาะအဲ့တော့ Singapore မှာနေတဲ့လူတွေကို Singaporean နော်စင်ကာပူနိုင်ငံသားဟုတ်ပြီဒါဆိုရင်ဆရာတို့နောက်ဆုံးကြည့်မယ်မလေးရှားမလေးရှားကြတာဒါမလေးရှားနိုင်ငံပေါ့မြန်မာလိုပြောမယ်နော်မလေးရှားအဲမလေးရှားကြတော့သူတို့ရဲ့ nationality ကြတော့မလေးလူမျိုးခေါ်မှာပေါ့အဲတော့ Malaysian Malaysian ဟုတ်ပြီနော်ကြည့်ဒါဆိုရင်ဆရာတို့အခုဘာကိုလေ့လာသားလဲ country နဲ့ nationality ကိုလေ့လာသွားတာဖြစ်တယ်အဲဒါတော့ပြီးတော့ဒါကအရေးကြီးရယ်နော်သူ country မှာနေတဲ့ country နာမည်ပါလဲ nationality ရပါလဲ အဲ့ဒါကိုသားတို့သမီးတို့ကအလွတ်မှတ်ထားရမယ်နော်ဆိုတော့ဒါလေးတွေကတော့သားတို့သမီးကိုတည်တည်ချာချာလေးလေ့လာရမယ် topic တွေဖြစ်တယ်ဟုတ်ပြီနော်ကဲဒါဆိုရင်သားတို့သမီးတို့ဇာတ်နဲ့တူတူဆက်ကြည့်မယ်6 look at the sample conversation in pairs practice the conversation using the information given below ကဲဒါဆိုရင်ဆရာတို့ဒါလေးကိုကြည့်ကြရအောင်ကဲအဲ့တော့ ဒီမှာဆရာတို့ဘာတွေတွေ့ရလဲဆိုလို့ရှိရင်เนาะအဲ့တော့ example ပေးထားတယ်เนาะအဲ့တော့ where are you from เนาะကဲအဲ့တော့ where are you from melin ကဲ where are you from melin ဆိုတော့ melin เนี่ยเนาะ me be ရလေတဲ့ကဲအဲ့တော့သူကဘာပြန်ပြောလဲ from china i'm chinese ကျွန်တော်ကဗာလဲ melin ကဘယ်ရလဲဟုတ်နာ china ကဗာ i'm chinese ဗာလဲ တရုတ်လူမျိုးဖြစ်ပါတယ်။ကဲဒါဆိုရင်သားတို့မျိုးတွေဆရာတို့အောက်မှာစက်ကြည့်ရအောင်။နော်အဲ့လိုမျိုးလေးကြီးဆရာတို့အမေးဖြေလေးလေးလုပ်ကြည့်မယ်။ဟုတ်ပြီ။ကဲဒါဆိုရှင် number 1 number ပေးတာဆိုတော့ min ho ရက်။ကဲ min ho ကြတော့ဘာဖြစ်မလဲ။ဆရာတို့မေးရအောင်။မေးပြီနော်။ Where are you from min ho? min ho min ဘယ်ရလဲ။အဲ့တော့သူကဘာပြန်ဖြေမလဲ။ From Korea. I'm Korean. နော် From Korea. ဗာလေ Korea ကပါ I'm Korean ကျွန်ုပ်ကကိုရီးယားလူမျိုးဖြစ်ပါတယ်เนาะအဲ့မှာဆရာတို့အခုနသင်ခဲ့တယ်လို့မျိုးကိုရီးယားသည်နိုင်ငံသူလာတဲ့နိုင်ငံသည်ကိုရီးယားနိုင်ငံလာတာဖြစ်တယ် I'm Korean ဆိုတာပါလေကျွန်ုပ်သည်ကိုရီးယားလူမျိုးဖြစ်ပါတယ်ကဲဒါဆိုရင်ဆရာတို့နောက်တစ်ပုံဆက်ကြည့်အောင် Minchiko ဆိုတာလေးကိုကြည့်မယ်ဟော Minchiko ကြတော့ဆရာတို့ဘယ်လိုမေးမလဲ Where are you from Minchiko Minchiko မင်းဘယ်ကလဲဘယ်နိုင်ငံကလဲကဲအဲ့တော့ Minchiko ကဘယ်လိုပြန်ဖြေမလဲ from Japan I'm Japanese from Japan ကျွန်တော်ကဗာလဲကျွန်မဂျပန်ပါကျွန်မကဂျပန်လူမျိုးဖြစ်ပါတယ်เนาะမင်းကြီးကိုဟုတ်ပြီကဲဒါဆိုရှင် number 3ဆက်ကြည့်မယ်ကဲဒီကကြတော့ဗာလဲ ramen ကဲ ramen ဆိုတဲ့လူကိုဆရာတို့မေးရမ Where are you from ramen ramen တင်ပယ်နိုင်ငံလဲမင်းပယ်နိုင်ငံလဲကဲဒါဆိုရှင် ramen ဘာပြန်ဖြစ်မလဲ from malaysia i'm malaysian เนาะ malaysia ကပါ เนาะကျွန်တော်မလေးရှားလူမျိုးဖြစ်ပါတယ်ရပြီကဲဒါဆိုရင်4ဆက်ကြည့်မယ် where are you from anong เนาะကဲဆိုတော့ तू อ่ะဒါဘယ်လိုပြောမလဲထိုင်းနာမည်ပေါ့เนาะ anong ပေါ့เนาะထိုင်းနာမည် so where are you from anong anong မင်းဘယ်ရလေကဲဆိုတော့ तू อ่ะဘာပြန်ပြောမလဲ from thailand i'm thai ထိုင်းကပါကျွန်မထိုင်းလူမျိုးဖြစ်ပါတယ်အဲလို့ပြန်ပြင်မယ်เนาะအဲ့တော့ကဲနောက်တစ်ခုဆက်တော့နောက်ဆုံးတစ်ခုကြည့်ရအောင်ဒီကကြတော့ mailin mailin ကြမ်းမယ် ဲဆိုမေးလင်းကိုမေးရအောင် Where are you from မေးလင်းကဲမေးလင်းမင်းဘယ်ရလဲဘယ်နိုင်ငံပါလဲအဲဆိုဘာပြန်ဖြေလဲ From China တရုတ်ပြည်ရပါ I'm Chinese ကျွန်မတရုတ်လူမျိုးဖြစ်ပါတယ်ဒါပါပဲเนาะဆိုတော့တရုတ်မျိုး ကြီးဇာတ်ရဒီ conversation တွေကိုကြည့်ချင်းအပြည့်ပါတွေ့ရလဲအုံနာကိုကသူများကိုသွားမေးလိုက်တဲ့အခါမှာเนาะအုံနာ तू ကဘယ်နိုင်ငံလဲဆိုတော့ဖြေတယ် I'm from ဗာလဲ from ဘယ်ရလဲပြီးသွားလို့ရှိရင် I'm ဗာလဲသူ့ရဲ့လူမျိုးကိုဖြေရတယ်ဂျပန်ကလာတယ်ဆိုရင် Japanese ਦੀ သူ့လူမျိုးကိုเนาะ from Japan နောက်တော့ဗာလဲ I'm Japanese เนาะဂျပန်လူမျိုးဖြစ်တယ်စသည်အဖြစ်အဲ့လိုဖြေရဆိုတော့တာရသမီးတို့ရေဒီကဆရာတို့လေ့လာတဲ့သင်ခန်းစာမှာတာရသမီးတို့ကเนาะတော်တော်လေးလဲဒါရလိုက်တယ်ဒီသင်ခန်းစာမှာเนาะဆရာတို့အနှစ်ပြန်ချုပ်ရမယ်ဆိုလို့ရှိရင်ဆရာတို့နှစ်မျိုးလေ့လာခဲ့ပါတယ်ပထမတစ်မျိုးကဘာဆို making appointments ဖြစ်ပါတယ် နော် making appointment ဆိုတာဘာလဲဆိုတော့ဒါတို့သမီးတို့တငယ်ချင်းနဲ့တယောက်နဲ့တယောက်အပြင်မှာတွေ့ဖို့အတွက်ချိန်တာဖြစ်တယ်နော်အဲ့တော့ချိန်မှာဆိုလို့ရှိရင်ဆရာကပြောထားသလိုအချိန်အရေးကြီးတယ်နေရာအရေးကြီးတယ်နော်ဘယ်လိုဆိုရင်ဘယ်သွားရမှာလဲဘယ်ချိန်လဲမသိရင်အဆင်မပြေဘူး เนาะပြီးသွားလို့ရှိရင်ဥနာသူနဲ့ချင်းတဲ့အခါမှာသူ့လည်းမင်းရောအဆင်ပြေရဲ့လားတွေးဖို့အဆင်ပြေရဲ့လားပြီးသွားလို့ရှိရင် CU တွေ့မယ်နော် making appointments အကြောင်းကိုဆရာတို့လေ့လာသွားတယ်အဲ့တော့သားသမီးတို့ကတငယ်ချင်းနဲ့အပြင်မှာတွေ့ဖို့အတွက် appointment လုပ်တဲ့အခါမှာလည်းဆရာသင်ပေးသွားတဲ့နည်းလမ်းတွေအတိုင်းကိုလိုက်ပြီးတော့ပြောကြည့်ကြပါနော်နောက်တစ်ခုကတော့ဆရာတို့ဗာထပ်ပြီးလေ့လာသွားလို့ဆိုတော့ nationalities and countries ကိုလည်းဆက်ပြီးတော့လေ့လာသွားတယ်နော် ဒီမှာကျတော့လူမျိုးနဲ့နိုင်ငံများပေါ့เนาะဇာတော့ဦးနိုင်ငံနာမည်ပြောသွားတယ်เนาะဂျပန်ဆိုဂျပန်เนาะဂျပန်လူမျိုးဆိုရင်ဗာလဲ Japanese เนาะဥမာ China ဆိုရင် country เนาะတရုတ်လူမျိုးဆိုရင် Chinese Chinese အဲစသည်အဖြစ် နော်အဲအလေးတွေကိုလေ့လာသွားတာဖြစ်တယ်နော်ကဲဆိုတော့ဒါသမီးတို့ဘာလုပ်ရမလဲ making appointment ဆိုရင်ဘလို့ချိန်ရမလဲတကယ်ချင်းနဲ့ဘလို့ချိန်မလဲဆိုတာကိုဆရာသင်ပေးထားတယ်နီလာနေတိုင်းတစ်ခါတော့ပြန်ပြီးတော့လေ့ကျင့်ကြည့်မယ်နောက်တစ်ခုအရေးကြီးရတော့ nationalities and countries ကိုသိဖို့ပါပဲနော်ဆိုတော့ nationality နဲ့ country ကိုဒါသမီးတို့ကခေါင်းထဲမှာအလိုရနေအောင်လို့ပြန်ပြီးတော့ဖတ်မယ်မှတ်မယ်ဆိုလို့ရှိရင်ရသွားလိမ့်မယ်နော် ကဲဒါဆိုဒါလို့မျိုး၏ဆရာတို့ဒီနေ့သင်သွားတဲ့ lesson သည် unit 5ရဲ့ lesson 1ဖြစ်တဲ့ where shall we meet ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်တယ်။ကဲဒါဆိုဒါလို့မျိုး၏နောက်ထပ်လာမယ့်သင်ခန်းစာမှာလည်းဒါလို့မျိုးတို့နဲ့ဆရာနဲ့ထပ်ပြီးတော့ဆုံတွေ့ပါအောင်မယ်။အားလုံးကျေးဇူးတင်ပါတယ်။